ိုလိုက်တန်ကိုကြည့်ရှုနေကြတဲ့ရဟန်းရှင်လူပြည်သူအားလုံးတောကခံဝင်ဒီနေ့ကြရင်ကောင်းကျိုးအနန္တချက်ချင်းရပြီကြားမှချမ်းသာကြပါသည်ယခုရာသီဆက်ဝင်းတို့ရွှေပြောင်းလာတာစက်တင်ဘာ25အောက်တိုဘာတရကြာရောက်လာပြီစက်တင်ဘာလရဲ့နောက်ဆုံးရက်နောက်ဆုံးရက်တတ္တပတ်ပေါ့နော်မိုးနောက်ကုန်ပြီး ဟိမန်ဦးဆောင်းဦးကာလအေဂျန်တရားခြင်းနဲ့ဘဝကိုစကြအောင်နော်အားလုံးပြည့်စုံကြပါစေသူရာဒီပါမိသားစုအားလုံးယခုရောက်နေတဲ့စက်တင်ဘာ25အောက်တိုဘာတရကြမှာမိမိတို့ရဲ့ငွေဖွားရာ ရက်စက်တင်ဘာ23အောက်တိုဘာ23အဲ့ကာလကိုရောက်နေအဲ့လိုရောက်နေတာနဲ့အတူမေထုံရာဒီမှာလဲကောသာကြာတော်ပြည်ရောက်နေတယ်ကုံရာဒီမှာကောသာရာဟုရောက်တယ်မေရာဒီမှာကောသာစနေရောက်တယ်အဲ့ကြရမှာ ီစက်တင်ဘာလ22ရက်မှာနေကျဖြစ်စဉ်ဟာဖြစ်သွားတယ်။အဲ့တော့စက်တင်ဘာ23နဲ့အောက်တိုဘာ23ကြားမှာမွေးဖွားတဲ့တူရာသီသမားတွေဟာအကောင်းဆုံးနဲ့အလင်းရောက်တဲ့စရောက်တာ။အမောင်တွေကွင်းပြီးအလင်းရောက်တာ။ကာလာကြာကိုဒုက္ခပေးထားတဲ့ဂျိုစည်းတတာကကြမာများဟူ ကြာသပတိဆိုတဲ့ဒနာဒုက္ခချမ်းသာကြူကြီးရမေထုံရာသီမှာအားကောင်းလာတဲ့အတွက်တခြားသော စနေရာဟုအင်္ဂါစီရှင်းထုတ်ပါလိမ့်တချက်လေးသတိထားမှာကဒီစတင်ပါလရှိရမှာလာကျသွားပြီမြမဆန်တော်ခြင်းနဲ့စတင်ပါ20နှစ်မှာနေကျဖြစ်စေရှိတဲ့အတွက်တဘာဝပြီး တခြားသောဖေးအန်တယ်လေးတွေနည်းနည်းမဆင့်သေးဘူးအော်တိုဘာရောက်မှဆင့်မှာဒါကြောင့်ဒီကာလမှာစီးပွားရေးဆိုင်ရာငွေကြေးဆိုင်ရာလူမှုရေးဆိုင်ရာတွေဖွံ့ဖြိုးတိုးတက်မယ်သွားလာတာတွေအဆင်ပြေမယ်ကံဆိုးတာတွေပျောက်ပြီးကံကောင်းတာတွေရောက်လာမယ်အင်တာဗျူးတွေအောင်မယ်ယာရုနေရာတွေတိုးမယ်အလုတ်တဲ့အကန့်တဲ့တွေရမယ်ယင်းဒီမြုပ်နှံမှုအစ်စ်တွေပေါ်မယ် ရမရေးဆိုင်ရာလူမှုရေးဆိုင်ရာအိမ်တော်ရေးဆိုင်ရာတွေကောင်းမှာတို့တော်လဲမထင်မှတ်တဲ့တဘာဝပြီးနိုင်ငံရေးရှိရေးအဲ့မှာတဲ့တဲ့တူပြီးပြဿနာဖြစ်တတ်တဲ့အတွက်ဒါရီဝရိယနဲ့တွာလာနေထိုင်ပါဒီကာလမှာကိုယ့်ရဲ့ယုံနံခန္ဓာတွေတိုးတက်လာသလိုမိမိရဲ့ပတ်ဝန်းကျင်မှာရှုပ်ထွေးတဲ့ကိစ္စတချို့အကျွမ်းကြံများရှင်းရတတ်စိတ်ရှိရှိနဲ့ရှင်းထုတ်ပါအောင်မြင်မှုရမှာဖြစ်ပါ ဝိစရာမဲ့အဝိတရာတော့ခြင်းရောင်စပုရှက်နက်ပြာနီညူခယံဒါတွေဝတ်ပါအရောင်နှူးတွေမဝတ်ပါနဲ့ငါးခွန်၆ပတ်လဲထီထီထိုးပါဘဲတော်တော်ဘဲလာလာတုကတော်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 နဲ့ပရိစ္ဆေပါစိတ်ပါ နေအိမ်ဖျားတွေမှာတတိသုံးမျိုးယူသုံးမျိုးအကျော်သုံးမျိုးပန်းသုံးမျိုးခုနှစ်ရက်ပြည့်အောင်လှူပါဖျားစီတီတွေတော်ပြီးပန်းတို့ရေတို့လှူငှက်တွေငါးတွေလှုပ်ပါ အကောင်းဆုံးကံတရားတွေရောက်လာပြီဖြစ်တဲ့အတွက်စိတ်ရှိရှိနဲ့ဆန္ဒတကျလုပ်ကိုင်မှုလိုအပ်ပါတယ်။ထီထိုးခြင်းနဲ့ဆိုတော့ငါးခွန်းချောက်ပတ်လဲဒီမွေးနေ့ဒီမှာထိုးကြပါဘဝအတွက်အရေးကြီးဆုံးဖြတ်ချက်တော်တော်များများသည် အကောင်းဘက်ကိုလှည့်သွားပါပြီ။ဒါကြောင့်အောက်တိုဘာလရောက်အောင်စောင့်ပြီးအလုပ်လုပ်ပါ။အားလုံးဒူရာစီဘွားမိသားစုများ ဖေးရခင်ကြားမှာချမ်းသာကြပါစေ။ Thank you.